ကိုတိုင်းကမြို့နယ်တချို့မှာမိုးသည်ထန်လို့တောင်ကျရေဆင်းလာတာနဲ့ချောင်းရေရှမ်းတာတွေဖြစ်နေပြီးအုတ်တွင်းမြို့နယ်ညောင်ချောက်ဆေးရုံဝင်းတဲ့ကိုရေတွေစီးဝင်လာလို့လူနာတွေကိုအေးပေါ်ကဲထုတ်ခဲ့ရပါတယ်။ဒီနေ့စက်တင်ဘာ30ရက်မနက်9:00နာရီလောက်မှာဆေးရုံတဲကိုရေတွေစီးဝင်လာတာလို့လူမှုကူညီရေးဖွဲ့ဝင်တဦးကပြောပါတယ်။မိုးကတဲတဲမဲမဲကိုရွာနေတယ်လို့အထက်ကနေရေတွေဆင်းလာပြီးဆေးရုံအခန်းတွေထဲထိရေတွေမြုပ်လာလို့အကုန်ဆွဲထုတ်ခဲ့ရကြောင်းလူမှုကူညီရေးဖွဲ့ဝင်ကပြောတာပါ။ လူနာတွေအားလုံးကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။အုတ်တွင်းမြို့နယ်မှာအခုလဆန်းပိုင်းကလည်းစစ်တောင်းမြေကြီးမြင့်တက်ပြီးကဘာပြို့လို့အရက်သားထိခိုက်သေးဆုံးမှုတချို့ရှိခဲ့ပါတယ်။လက်ရှိမှာ အုတ်တွင်းမြို့နယ်အပြင်တောင်ငူရေသာရှည်မြို့နယ်တွေမှာလည်းမိုးကောင်းနေတယ်လို့သတင်းရရှိပါတယ်။ဘကိုးတိုင်းနဲ့ဆက်ဆက်နေတဲ့နေပြည်တော်မှာလည်းမိုးကောင်းနေပါတယ်။ဒီမနက်ပိုင်းမှာနေပြည်တော်လေဝဲမြို့ကပတ်တာချောင်းရည်နဲ့တက်ကုန်းမြို့ကနဝင်းချောင်းရည်များပြီးတစ်တုံးတွေနဲ့အမှိုက်တွေမျောပါလာလို့ချောင်းကဘာတွေမှာမနေကြဘူး။ ဒေသခံတွေအချင်းအချင်းသတိပေးနေကြပါတယ်။စက်တင်ဘာ20ရက်နောက်ပိုင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့လေဖိအားနဲ့ရပ်ဝန်းနဲ့တောင်တရုတ်ပင်လယ်ကအင်အားပြင်းမုန်တိုင်းရာဂါဆာအရှိန်ကြောင့်ရမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နဲ့မကွေးတိုင်းပဲခူးတိုင်းတို့မှာရေကြီးနှင်းမြုပ်မှုတွေဖြစ်ခဲ့ပါတယ်။ရှမ်းတောင်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မှာစက်တင်ဘာ24ရက်ကမိုးသည်ထန်ပြီးတောင်ပြူလို့စစ်ဘေးရှောင်10ဦးသေဆုံးခဲ့ရပါတယ်။မကွေးတိုင်းနမောက်မြို့နယ်မှာလည်းမိုးများပြီးစက်တင်ဘာ28ရက်က အောင်ပန်းကျွန်းဆဲကျိုးကြခဲ့ပါတယ်။ဆဲအောက်ဘက်ကမဲဆလီပင်ရွာကိုရေရီတိုက်စားပြီးနေအိမ်တချို့မျောပါသွားခဲ့တာပါ။နေအိမ်တလုံးပေါ်ကမိသားစုဝင်6ဦးရေစည်းနဲ့အတူမျောပါတိတ်ဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ဒါ့အပြင်မကွေးတိုင်းတဲကရောဒေသမြို့နယ်တွေမှာလည်းတောင်ကျရေစင်းတာတွေချောင်းရေရှမ်းတာတွေဖြစ်နေပါတယ်။လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေးဖိအားနဲ့ရဝန်ဆက်ရှိနေပြီးဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းဘူအာလိုက်အရှိန်ကြောင့်လည်းမြန်မာနိုင်ငံမှာမိုးကြီးမဲ့သတိပေးချက်ကို ် NUG ကထုတ်ပြန်ထားပါတယ်။အဲ့ဒီထဲမှာလက်ရှိရာသီဥတုအခြေအနေအရမြေကြီးကြီးခြင်းလက်တပြတ်ရေလွှမ်းမှုခြင်းတောင်ကျချောင်းရေရှမ်းခြင်းနဲ့မြေပြိုခြင်းတွေကိုအထူးသတိပြုကြဖို့ထုတ်ပြန်ထားပါတယ်ရှင်။